ဒေါ်လာဘီလီယံနဲ့ချီတဲ့အထိရင်းနှီးတည်ဆောက်ခဲ့ပေမဲ့လက်ရှိချိန်မှာဒီတိုင်းဆုံးဖြတ်ထားကြတဲ့အိုလံပစ်အားကစားကွင်း၃ကွင်းပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာလွားကဒူဂျာဆန်ပြအကြောင်းအရာများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကမ္ဘာပေါ်မှာကမ္ဘာလုံးဆိုင်ရာအားကစားပြိုင်ပွဲတွေပြုလုပ်ကျင်းပကြလေရှိပါတယ်။ကမ္ဘာပလားပြိုင်ပွဲ၊အိုလံပစ်ပြိုင်ပွဲစသဖြင့်ဖြစ်ပါတယ်။ဒီပြိုင်ပွဲတွေကိုအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိတဲ့ဆိုရင် ပြိုင်ပွဲရဲ့အစဉ်တန်းနဲ့လျော်ညီတဲ့အားကစားကွင်းတွေရှိဖို့လိုပါတယ်။ဒါကြောင့်လဲအချို့နိုင်ငံတွေကပြိုင်ပွဲကိုအင်ရှင်ဖြစ်တဲ့လက်ခံကျင်းပဖို့ဖြစ်လာတဲ့အခါမှာအားကစားကွင်းတွေကြီးတွေကိုတိစောက်ခဲ့ကြရပါတယ်။ဒေါ်လာတန်ပေါင်းများစွာကနေဘီလီယံနဲ့ချီတဲ့အထိကုန်ကျမှုတွေရှိပေမဲ့အချို့သောအားကစားကွင်းကြီးတွေဟာလက်ရှိအချိန်မှာစွန့်ပစ်ခံဖြစ်နေကြပါပြီ။ဒီနေ့ဗီဒီယိုထဲမှာတော့ဒေါ်လာဘီလီယံနဲ့ချီတဲ့အထိယင်းဤတိစောက်ခဲ့ပေမဲ့လက်ရှိအချိန်မှာဒီတိုင်းစွန့်ပစ်ထားကြတဲ့အိုလံပစ်အားကစားကွင်း၃ကွင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ်၁ကနူးစင်တာဂရိ2004ခုနှစ်အေသင်းအိုလံပစ်ပြိုင်ပွဲကျင်းပဖို့အတွက်တည်ဆောက်ခဲ့တာပါ။အိုလံပစ်အာကစားနည်းတစ်ခုဖြစ်တဲ့ကနူးလီလော်ပြိုင်ပွဲနဲ့ကယက်လီလော်ပြိုင်ပွဲတို့အတွက်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ရခိုင်နှုန်းကအေသင်းလီသိန်းဟောင်းနေရာဖြစ်တဲ့ကံယူရန်အနီးမှာတည်ဆောက်ထားတာပါ။လေပြိုင်ပွဲအတွက်မြစ်တူတစ်စင်းလူ9500လောက်ထိုင်ကြည့်လို့ရတဲ့ပွဲကြည့်စင်တို့ပါဝင်ပြီးအိုလံပစ်ကစားနည်းနဲ့ကိုက်ညီနိုင်မဲ့ရေးစည်းစင်းမှုနဲ့လိုင်းထံမှုစတာတွေကိုလည်းတေချာဒီဇိုင်းရေးဆွဲတက်ချက်ပြီးတည်ဆောက်ဖန်တီးထားပါတယ်။ နိုင်ငံပေါင်း20ကျော်မှအားကားသမားတွေပါဝင်ရှင်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲကိုအောင်မြင်စွာကျင်းပပြည်စည်းခဲ့ပါတယ်။ဒါပေမဲ့စွမ်းအင်မြန်မာစွာအသုံးပြုရတဲ့ရေလပတ်စီးသင်းမှုစနစ်တွေကိုအသုံးပြုထားရတာဖြစ်လို့ကုန်ကြစည်များပြားလို့မီးရေရှည်ထောင်းပန်ကြီးပေးဖို့အစိုးရကလည်းမတက်နိုင်လို့ပိတ်ပစ်လိုက်ရပါတယ်။အခုဆိုရင်မြစ်တူရဲ့ကျမ်းပင်က6တွေ့လို့တောင်နေပါပြီ။နံပါတ်1 SVO ဘော့ယူဂိုစလာဗီးယား1984စောင်းရာသီအိုလံပစ်ပြိုင်ပွဲတုန်းကယူဂိုစလာဗီးယားရဲ့မြို့တော်အပြင်ဘက်မှာရှိတဲ့တီဘစ်တောင်ပေါ်မှာ နှင်းလျှောစီးပြိုင်ပွဲတွေကျင်းပပြုလုပ်ဖို့တည်ဆောက်ခဲ့ပါတယ်။အိုလံပစ်ပြိုင်ပွဲပြီးမှလည်းပြည်တွင်းနဲ့နိုင်ငံတကာအားကစားသမားတွေလာရောက်လေ့ကျင့်ခဲ့ကြပါသေးတယ်။ဒါပေမဲ့ဘော့စနီးယားစစ်ပွဲဖြစ်ပွားမှုကြောင့်1990ပြည့်နှစ်လွန်ကာလတွေမှာစစ်ပွဲနယ်မြေဖြစ်ခဲ့ရပါတယ်။ဘော့စနီးယားစစ်တပ်ကဒီနေရာမှာအမြောက်တပ်ကိုအထိုင်ချခဲ့ကြပါတယ်။စစ်ပွဲကြောင့်တည်ဆောက်ထားတဲ့လမ်းကြောင်းတွေပျက်စီးသွားခဲ့ပြီးပြည်ပကတွေအပြီးမှတော့ဒီနေရာကိုပြုပြင်ထိန်းသိမ်းဖို့ဘတ်ဂျက်မရှိရကြောင်းဒီတိုင်းပြစ်ထားခဲ့ရပါတယ်။နံပါတ်3 Rio de Janeiro Rene Agzaguen ရာဇီ2016နွေရာသီအိုလံပစ်ပြိုင်ပွဲမှာတော့ရေကူးပြိုင်ပွဲကျင်းပပြုလုပ်ဖို့တိစောက်ထားခဲ့တာပါဒါ့အပြင်ဝါတာပိုလိုပြိုင်ပွဲကိုလည်းကျင်းပခဲ့ပါတယ်နိုင်ငံတကာစံချိန်စံညွှန်းတဲ့ညီတိစောက်ထားတဲ့ရေကူးခန်းတစ်ခုပါဝင်ပြီးပရိသတ်14000ဝန်းစားပါတယ်အိုလံပစ်ပြိုင်ပွဲအပြီးမှာတော့အခကျင်းဝင်တဲ့ငှားရမ်းလို့လည်းမရနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုကလည်းဖြစ်ပွားလာခဲ့ပြီးဘတ်ဂျက်ငွေလည်းမရတော့တာကြောင့်ဒီနေရာမှာတက်ဆင်ထားတဲ့ပစ္စည်းတွေကိုပြန်လည်ဖြုတ်သိမ်းဖို့ကိုတော့မတတ်နိုင်တော့ပဲဒီတိုင်းပြစ်ထားခဲ့ရပါတယ်ပြိုင်ပွဲအပြီးတနေ့အကြာမှာပဲ ရေကူးကန်ကွင်းတွေကအတော်လေးကိုထိခိုက်ပျက်စီးနေခဲ့ပြီလည်းဖြစ်ပါတယ်။အဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။